ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မြောက်စလုံးရွာတိုက်ပွဲအတွင်းမှာ PNO ပြည်သူစစ်ကနေစစ်သားစုဆောင်တာခံရတဲ့အသက်20ကျော်အရွယ်အမျိုးသားတေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။ပင်လောင်းမြို့နယ်လဲလောင်းရွာကခွန်ဆန်းဦးဟာအော်တိုဘာလ9ရက်နေ့မှာကြဆုံးခဲ့တာဖြစ်ပြီးတော့အော်တိုဘာလ17ရက်နေ့မှာပိုးဦးရိုးရာယင်ကျေးမှုအတိုင်းကိုဇာပနာပြုလုပ်ပြီးတကြိုခဲ့ကကုန်ကြစည်ကိုလည်းမိသားစုကသာထုတ်ပေးခဲ့ရတယ်လို့သိရပါဗျ။ ခွန်ဆန်းဦးဟာလဲလောင်းရွာတရွာလုံးကိုစားရှေ့တန်းကိုမကြခဏသွားနေရတဲ့သူဖြစ်ပြီးစစ်ကောင်စီနဲ့ PNO လူကြီးပိုင်းနေရဲ့အကျိုးစီးပွားအတွက်ပိုးလူငယ်တွေပေးဆက်နေရတယ်လို့ခွန်ဆန်းဦးနဲ့ယင်းနေသူကပြောပါရယ် PNO ပြည်သူစစ်အားပိုးဒေတာကအသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကိုစစ်သားအဖြစ်နဲ့စုဆောင်ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ကယားပြည်နယ်နဲ့ရှမ်းမြောက်ဒေတာတွေမှာစစ်ကောင်စီတပ်နဲ့အတူသွားခိုင်းပြီးကြာဆုံးသူများစွာရှိတယ်လို့ဒေတာခန့်နေစီကနေသိရပါရယ် မြောက်စလုံးကျေးရွာတဲ့ကို၄နှစ်ကျော်ကြာတက်ဆွဲခဲ့တဲ့ PDF တပ်ဖွဲ့တွေကိုအော်တိုဘာလ9ရက်နဲ့10ရက်2ရက်တာအတွင်းမှာစစ်ကြောင်းထိုးတိုက်ခိုက်ပြီးရွာကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ PNO ပြည်သူ့စစ်ဘက်ကထုတ်ပြန်ထားပါတယ်ရှင်။